ားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကော့စတိုရီ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့အောင်မြတ်တာနဲ့အမောင်ဗျက်ကဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တွက်လဲအားလုံးကိုတောင်းဆိုလိုက်ပါစီခင်ဗျာဟဲ့ဟိုမှာတာထုံးအောင်လာနေပြီတက္ကသိုလ်ကျောင်းဝင်းနဲ့မြည်သူ့မှာလဲမထီမဲ့မြေဟန်နဲ့ဝင်လာတဲ့သူကြောင့်လဲမင်းကလေးတော်တော်များများလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာပါ ။ तू ကဘာမလို့နင်တို့ကဘာလို့ဒီလောက်တောင်အငမ်းမရဖြစ်နေရတာလဲ။ဩမိုးပွင့်ကအခုမှចောင်းចောင်းလာတာဆိုတော့ဘယ်သိပါမလဲ။ तू ကတကြောင်းလုံးရဲ့ဆန့်ပြားဟဲ့။နောက်ပြီးကြံသေးတယ်။သူမိဘတွေကလည်းတမျိုးလုံးမှာအချမ်းသာဆုံးစီးရင်ဝင်နေ။သူမိဘချမ်းသာတာ၊ तू ချမ်းသာတာမှမဟုတ်ပဲ။နောက်ပြီးတော့အဲ့ဒီလိုဘဝင်မြောက်နေတဲ့သူတွေကိုတစက်မှလည်းကြည့်မရပါဘူး။ဩငါတို့ကလည်းကြည့်ပါလို့လည်းမပြောပါဘူးအေး။နေမကြည့်ရင်လည်းငါတို့ကြည့်မယ်။ဟိဟိ။ ။မူရလည်းမိုးပွင့်ကိုရှာထုတ်ပြီးပြောင်းပြလိုက်ပြီးတော့လေတာထုံးအောင်လည်းမျက်စိတစုံငေးကြည့်နေခဲ့တာပေါ့။အဒါကတော့တာထုံးအောင်ရဲ့ဂုံတရင်ပဲဖြစ်ပါတယ်။တာထုံးအောင်ဆိုတဲ့နာမည်ကလည်းចောင်းဝင်းတွင်ထဲမှာကြော်ကြတာမဟုတ်ဖက်နဲ့ចောင်းပြင်ပမှာလည်းကြော်ကြခဲ့။မိဘတွေကလည်းစံဆက်စီဆက်တွေပိုင်တဲ့အပြင်ခီးသွားလာရေးလုပ်ငန်းဟိုတယ်လုပ်ငန်းတွေပါပိုင်ဆိုင်ထားတဲ့အတွက်တာထုံးအောင်ရဲ့ဘဝကလည်းအမိဝမ်းနဲ့ကထွက်လာကြရလို့လူတွေသိမရှိအောင်လည်းပြေဆုံးခဲ့ မိဘတွေကလည်းအသက်40ကျော်မှကလေးရတဲ့အတွက်တာအူးလေးကိုလည်းငုံထားမှတ်တဲ့အချစ်ပိုးခဲ့ကြပြီးတော့လက်ညှိုးညွံ့ရဖြစ်တဲ့အထိတည်းလိုလိုက်ခဲ့တာပေါ့တာထုံးအောင်လည်းမိဘတွေရဲ့ကုံချိန်ကြောင့်မဟုတ်ဘဲသူ့ကိုယ်တိုင်လည်းအစွမ်းစရှိကြောင်းကိုလည်းထုတ်ပြခဲ့သူစိတ်နှံဆောင်မှုပဲကိုလည်းတစ်မျိုးလုံးမှပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီးတော့အခုခါမှာတော့အင်္ဂလိပ်စာအထူးပြုနဲ့တက္ကသိုလ်တက်ရောက်နေသူပေါ့တာထုံးအောင်ဘဝကလည်းဆက်ဆက်ရရလိုလေသေးမရှိပေမဲ့လေသူ့ဘဝမှာတော့တကယ်ချင်းဆိုတဲ့အရာတွေကလည်းမရှိခဲ့ပါဘူး ူကိုယ်တိုင်လည်းအတန်းပေါ်တွေကိုမေးပြောခေါ်ထူလောက်သာဆက်ဆံပြီးတော့ညနေသားအမြဲတည်နေတာကြောင့်တာထွန်းအောင်နဲ့တငငင်းဖြစ်ဖို့ကြိုးစားတဲ့သူတွေတန်းကတော့အချိန်တစ်ခုတွင်ထဲမှာပဲလက်လျှော့သွားခဲ့ရပါတယ်။အခုကလည်းအတန်းချိန်ပြီးလို့အင်းကလာကြိုးတဲ့ကားကိုစောင့်နေတဲ့ချိန်နှာခေါင်းထဲကိုလည်းချင်းဆုပ်ဆုပ်အနမ်းတစ်ခုဝင်လာခဲ့တာပေါ့။ထွိနန်းဟောင်းနေတာပဲ။ဘယ်ရအနမ်းမလဲ။တာထွန်းအောင်လည်းနှာခေါင်းကိုရှုံလိုက်ပြီးတော့လည်းဘေးကိုကြည့်လိုက်တဲ့ချိန်ကားလမ်းမှဘေးမှာတော့လုံကြီးစုပ်ကိုခြုံပြီးတော့အိပ်ပျော်နေတဲ့လူတစ်ယောက်ကိုလည်းမြင်လိုက် အနန့်ဒီလူစီရလာတာဖြစ်ရမယ်ဒီနေ့မှပဲကာမောင်သမားဘာလို့နောက်ကျနေပါလဲအိမ်ရောက်မှပဲလှုပ်ထုပ်ဖို့ပြောရမယ်တာတော်မောင်လည်းညစ်ပတ်နန်းဆောင်နေတဲ့လူနဲ့ခက်ဝဲဝဲကိုသွားပြီးရက်နေတဲ့ချိန်မှာတော့သူ့အနားကိုလည်းကားရစီတိုးကပ်လာခဲ့တာပေါ့ဟိုတောင်းမောင်ကလည်းဆရာလေးရေဟိုလာတဲ့လမ်းမှာကားဘင်းပေါက်သွားလို့နောက်ကျသွားတာပါဟာဥမော်ကြီးတို့ကပြောလိုက်ရင်စင်ကြယ်စင်လက်ကြီးပဲကဲပြမြင်မြင်မော တာထုံးအောင်လည်းကားနောက်ခန်းနဲ့ဝင်ထိုင်ပြီးတော့လည်းလမ်းမေးကိုကြည့်လိုက်တဲ့အချိန်မှာတော့လုံကြီးခြုံပြီးတော့အဲ့ပြောနေတဲ့သူကလည်းငုတ်တုတ်ထားထိုင်ပြီးတော့သူ့ကိုရီပြနေတာမြင်ရတာပေါ့ဦးမော်ကြီးခင်ဗျဒီထက်နည်းနည်းလေးပုံတော့ကြရင်အလုတ်ထုတ်ဖို့အမေကိုပြောမိမှာဗျအော်မမမမလုတ်အောင်နဲ့ဆရာလေးရေဟိုကျွန်တော်အလုံးမရှိရင်လည်းအင်းရမိသားစုတွေဒုက္ခရောက်ကုန်မှာလိမ့်မယ်ဒီနေ့ကလည်းကားဘင်းပေါက်သွားလို့ပါနောက်ရက်တွေမဖြစ်အောင်လို့လည်းသတိထားပါမယ်ကဲပါဗျာဒီတစ်ခါတော့ထားလိုက်တော့ဟိုအမေတို့အိမ်မြေရောက်နေပြီလားမရောက်သေးဘူးဆရာလေး ဟိုဓာတ်တော်မျိုးစေးဒီမှာဒီနေ့ပထမ်းပွဲရှိလို့ဆရာလေးကိုလည်းအဲ့ဒီကိုခေါ်ခဲ့ဖို့မှားလိုက်။ဒါပြင်လည်းဓာတ်တော်မျိုးစေးဒီဘက်ကိုမောင်းပြ။ဟုတ်ကဲ့ဆရာလေး။ဥမော်ကြီးကလည်းကားကိုပြန်ခွေပြီးတော့လည်းဓာတ်တော်မျိုးစေးဒီဘက်ကိုမောင်းထွက်ခဲ့တာပေါ့။ဇေဒီယိုရောက်တော့လေကားပေါ်ကဆင်းမို့အလုံးလေကားဆောင်တန်းမှာလုံကြီးခြုံပြီးကိုင်းနေတဲ့လူတယောက်ကိုထပ်မြင်လိုက်။အဘလေးဟာငါ့ရဲ့မျက်စိမှားတာလား။ကျောင်းရှိကလမ်းမေးမှာအိတ်နေတဲ့သူကဘလို့ကြောင့်ဒီကိုရောက်နေလဲ။ သူကလည်းမျက်စိကိုလက်နဲ့ပုတ်သက်ပြီးကြည့်နေတဲ့အချိန်အိတ်နေတဲ့သူကလည်းလူလဲထပြီးတော့သူ့ကိုစူးစိုက်ကြည့်နေတာမြင်လဲရတာပေါ့။အင်းလောကမှာလူသူမရှားနိုင်မဲ့သူမရှားဆိုတာလည်းရှိသေးတာပဲ။ငါအထင်မှားတာပဲနေပါပါ။အဲ့ဒီလိုတွေးပြီးတော့လည်းဇောင်းတန်းဘေးမှာရှိတဲ့ဘူးဒီကျော်ဆိုင်ဘက်ကိုလည်းရှောက်ခဲ့တာပေါ့။ဟဲ့ကောင်လေးဇောင်းတန်းအနေထွက်လာတဲ့အတန်ကြောင့်တာတုံးကလည်းခေါင်းကိုလည်းစောင်းပြီးကြည့်လိုက်တော့လည်းသဘင်ပုတ်တိုင်းနဲ့ထိုင်နေတဲ့လူကသူ့ကိုလက်ရက်ခုံနေတာမြင်လဲ။ ဒီကောင်လေးငါခေါ်နေတော့မလားပါလားတာထုံးအောင်လည်းသူ့ကိုခေါ်နေတာသိပေမဲ့လည်းဘာမှဆက်မပြောပဲပထန်းပွဲရှိတဲ့ဘက်ကိုထွက်ခေတာပေါ့ဓာတ်တော်မြူစီဒီမှာလည်းတဘိုလေးလားဆိုရင်လည်းနှစ်စင်နှစ်တိုင်းပထန်းရုပ်ဖက်ပွဲတွေပြုလုပ်လေးရှိပြီးတော့လည်းတာထုံးအောင်ရဲ့မိဘတွေကလည်းပထန်းပွဲအတွက်လိုအပ်တာအရာမှန်သမျှကိုလည်းဖြည့်ဆည်းပေးခဲ့ကြပါတယ်တာထုံးအောင်တော့အခြားလူတွေနဲ့ဆိုရင်လည်းလိုက်လေလိုက်ထားမရှိပေမဲ့ဓာတ်တော်မြူစီဒီအတွက်ဆိုရင်တော့မဖြစ်မနေလိုက်သွားခဲ့ရဘာကြောင့်လဲဆိုတော့သားသမီးမထွန်းကားခဲ့တဲ့မိဘနှစ်ပါးဓာတ်တော်မြူစီဒီမှာဒိတ်ထံဝင်ပြီးစုတောင်းမှာ တာထုံးအောင်ရရှိခဲ့တာပေါ့ဟောတားလီတောင်ရောက်လာပြီကောဘကရုံကန်းထဲကနေထွက်လာပြီးတော့လာကြိုတဲ့မိခင်ဖြစ်သူကိုလည်းတာထုံးအောင်ပြုံးပြလိုက်ပြီးတော့လေအမေဟိုစောင့်နေရကြပြီလားဩနင်းနေတော့ကြပြီ လာလီတားလီဟိုတားလီနာမည်နဲ့အမေတို့ပဋ္ဌာန်းအလူလုတ်ပေးထားတယ်ဒေါ်စိန်မောင်ကလည်းတာထုံးအောင်ကောဘကလူကြီးရင်းနဲ့မိတ်ဆက်ပေးပြီးတော့လေပဋ္ဌာန်းအလူငွေကိုပေးအပ်ခိုင်းတာပေါ့အလူငွေပေးရပြီးတဲ့အချိန်မှာတော့ဖောက်ခင်ဖြစ်သူကလည်းကောဘကလူကြီးရင်းနဲ့စကားပြောနေတာကြောင့် သားသမီးတယောက်ကလည်းပြင်းကြီးရှိနာနဲ့ဇေဒီယိုတပတ်လှည့်ပြီးတော့ကြည်နေတဲ့အချိန်လေကားဆောင်တဲ့အနေတက်လာတဲ့သရောင်းစားလိုလိုအယူးလိုလိုလူကလည်းမြင်လဲရတာပေါ့ဟေ့တထေးသားလေးခုနငါခေါ်တာဘာလို့လှည့်မကြည့်ရလဲလက်ကိုဝှေ့ရမ်းပြီးတော့သူ့စီလာနေတဲ့လူကြောင့်သားသမီးအောင်လည်းစုပ်တစ်ချက်တက်လိုက်ပြီးတော့လည်းမျက်နှာလွှဲဖို့အလုပ်ငါစကားပြောနေတာကိုမင်းကဘာလို့ဂူးမဆိုင်တာလဲလူကြီးသူမတွေကိုယူသေးရမယ်လို့မင်းမိဘတွေကသင်ပေးမထားဘူးလား မိဘဆိုတဲ့စကားကြောင့်လဲတာထုံးအောင်လဲအနောက်ကိုလှည့်လိုက်ပြီးတော့လေခမရပတ်စံအလူခံမလို့ကြုံတော့လိုက်နေတာမလားပတ်စံရမှာလို့ရမှာလေငါ့အတွက်တော့ပတ်စံဆိုတာငါပြောသည်တလုံးတော့တန်မိုးမရှိဟင်းလူကကြီးတော့စုတ်ပြတ်တန့်နေတာပဲစကားကမိုးပေါ်မှာရော့ရော့ရော့ဒီမှာလိုတာတော့တာထုံးအောင်လဲအိတ်ကထဲပါလာတဲ့ငွေတချို့ကိုလဲစုတ်ပြီးစုတ်ပြတ်ဝေထားတဲ့လူရှိမှချပေးပြီးအရှိကိုလဲထွက်သွားခဲ့တာပါ တန်လီဘယ်လျှောက်သွားနေရလဲဟိုဟိုဒီဒီလက်ကြည့်နေရပါဒါနဲ့ရင်းမြေပေါ်မှာသတောင်းစားတွေပတ်စံတောင်းတာကိုခွင့်ပြုထားတာလားဟိုအဲ့လိုမရှိပါဘူးဘယ်ကသတောင်းစားကိုတွေ့လို့လဲအာဟုတ်မလီဟင်ဘယ်ရောက်သွားအော်ဘယ်သူမှမရှိပါဘူးတားရဲ့ဇေဒီမှာတန်ရှင်းလှုပ်တဲ့သူတွေကိုတွေ့တာနေပါလိမ့်မယ်မိခင်ဖြစ်သူစကားကြောင့်လဲတာတော့အောင်လဲဘာမှဆက်မပြောတော့ပဲဇောင်းနှန်းကနေဆင်းနေတာပေါ့အတန် နင်းသွားပြီးတော့မောင်းထုတ်လိုက်ပါလား၏။ဟောငါပြောပြီပြီအဲ့ဒီလူကဘလို့ပြောပြောကိုမသွားတာ။ဟောပတ်စံနဲ့နဲ့ပြီးပြီးတော့သွားခိုင်းလိုက်ပါလား။ငါလည်းပြီးပါလေအဲ့ဒီလူကနဲလို့မယူဘူးတဲ့။အင်းအလုံးသမားတွေကလည်းကြက်စီကြက်စီဖြစ်နေရအောင်တာထုံးအောင်လည်းအိမ်မောကနေဆင်းလာပြီးတော့လေ။ဘာလို့ဖြစ်နေရလဲ။အကူလေးဟိုလေးဟောပြောမှသာပြောစမ်းပါဘာဖြစ်တာလဲ။အင်းရှိမှအဝေးဆုပ်တစ်ထုပ်ကိုထမ်းထားတဲ့လူတယောက်ရောက်နေတယ်။ဘလို့ပြောပြောလဲအင်းရှိကနေမသွားဘူး။ အခုလဲတကားပြင်မှာအိတ်နေတယ်အိမ်ကူလိုသမားတွေရဲ့စကားကြောင့်တာထုံးအောင်လဲမျက်လုံးပြူပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ဇီရီပေါ်မှာတွေ့ခဲ့တဲ့သူဖြစ်နေတာမြင်ရတာပေါ့ဒီလူငါအိမ်ကိုဘယ်လိုသိနေရလဲမနေ့ကအိမ်ပြန်တော့နောက်ရောင်ခံပြီးလိုက်ခဲ့တာလားအိုးဒါလည်းမဖြစ်နိုင်ပါဘူးငါတို့ကကားနဲ့ပြန်လာပြီသူဘလို့မှလည်းလိုက်လို့မရပါဘူးတာထုံးကလည်းဒီပေါင်းများစွာနဲ့စဉ်းစားရင်းနဲ့အိမ်ကမာကြီးကိုဖွင့်ပြီးတော့လဲခြံထဲကိုဆင်းသွားခဲ့တာပေါ့ဟေးလူ ဒါခမရမိုင်တဲ့နေရာမှာကိုအခုချက်ချင်းထားစမ်းဟောဟောဟောမောင်မင်းသားရောက်လာပါရောက်လာအထီးတကြောင်းမတော်ဘူးလားအဖိုးလေးပြောနေနေဗျာခမရကျောင်းတော့ကိုလိုက်နေတာဘာအတွက်ကြောင်းလဲဟိုဘာဘာအတွက်ကြောင်းလဲဆိုတော့အေးမင်းကိုတတိပေးစရာရှိလို့ကွခမရကျုပ်ကိုတတိပေးအောင်ကျုပ်ကဘာလုပ်နေလို့လဲအပနာဒီလူကိုမောင်းထုတ်လိုက်စမ်းကွာနောက်တော့ခါခြံရှိမှဒီလူကိုမြင်ရရင်မင်းကိုလှုပ်ထုတ်ပြေ တော်တော်အောင်လဲချမ်းလုံးသမားကိုဆူလိုက်ပြီးတော့အိမ်ထဲကိုပြန်ဝင်သွားခဲ့တာပေါ့အရေအပနာကိုအလုပ်ပြောတော့မလုပ်ပါနဲ့ဗျာအပနာမလေးကလေးက9ယောက်တောင်ရှိတယ်အပနာအလုပ်မရှိရင်သူတို့သမင်းငမဟိုထိုင်ထိုင်ကြတော့ဆိုလဲကြတော့ပါမယ်ခြံရှိကနေထွက်သွားပြီးပါဗျာဟေးအပနာငါမင်းကိုလုပ်ပြောအောင်မလုပ်ပါဘူးကွာဒီမှာမင်းကလေးတွေကိုခောက်ဆွဲကြော်ဝယ်ကြွေးလိုက်အဝေးထုတ်ထမ်းထားတဲ့လူကလည်းအပနာလက်ထဲကိုငွေတွေချိုးထည့်ပေးပြီးတော့အိမ်ရှိကနေထွက်သွားခဲ့တာပါ ဒီမြင်ကွင်းကိုလည်းမသိမသာလေးချောင်းကြည့်နေတဲ့တာထွန်းအောင်လည်းအပနာနေတဲ့ခြံဆောင်တဲရှိကိုထွက်လာပြီးတော့လေအပနာအခုနကသူကဘာပြီးသွားလဲအရေအကုလေအခုနကသရောင်းသားလေအပနာကိုပတ်စံနေပြီးသွားတယ်ဟင်ဟာဒီလူကဘလို့ပါလဲအဒီမကြည့်ကိုလေအပနာကလည်းသူ့လက်ထက်ကင်ထားတဲ့ငွေစက်ကူတချို့ကိုပြလိုက်တာပေါ့ဟေးပြီးတော့လေယူထားလိုက်ပေါ့အကုလေအပနာကိုဘာခိုင်းကြရှိသေးလဲရေပေါင်းမှမခိုင်းသေးဘူး ။ဦးညနေကြရင်အိမ်နောက်ကမြက်တွေရှင်းထောင်။ဟုတ်ကဲ့ကိုလေးအပနာလှုပ်ထားလိုက်ပါမယ်။တော်တော်လည်းအပနာကိုလှုပ်တွေခိုင်းပြီးတော့အိမ်ထဲကိုပြန်ဝင်လာတဲ့ချိန်မှာတော့ပားပြင်တနေရာအနေနဲ့စူးကနေဖြစ်သွားတာသတိထားမိတာပေါ့။စိတ်ထဲမှာတော့ခြင်ကြိုက်တာလို့ထင်ပြီးတော့လည်းအမှုမမက်မဲ့နေနေရာနေ။ညနေလောက်ရောက်တော့လေအပူပူလို့အလုံးတလုံးစတင်ထွက်လာတာသတိထားမိခဲ့။အဲ့ဒီလိုအပူပူတလုံးအနေနဲ့တဖြည်းဖြည်းနဲ့များလာခဲ့ရမှာတော့မျက်နှာပြင်တစ်ခုလုံးရေကြောက်ပေါက်သလိုပဲအနီရောင်အဖုတွေအပြည့်ဖြစ်သွားခဲ့တာပေါ့ မိဘတွေကလည်းကောင်းပေဆိုတဲ့ဆရာဝန်နေနဲ့ပြပေးမယ်အနာဖူးတွေကလည်းတက်တာလာခြင်းမရှိတဏိတခြားပေါပေါလာပြီးတော့နောက်ဆုံးမှာတော့ခန္ဓာကိုယ်တစ်ခုလုံးအချစရာနေရပင်မရှိအောင်ထူလေပြကြီးဖြစ်လာခဲ့ဒီဖြစ်ကြောင့်လည်းတာထုံးအောင်လည်းအခန်းအောင်ပြီးနေခဲ့ရမှာတော့တကြံအကြိုနဲ့ညမှာတော့အိမ်မထဲကိုလည်းစုပ်ပြက်တက်နေတဲ့အဝတ်စားဝတ်ထားတဲ့လူကြီးတယောက်ရောက်လာခဲ့တာပေါ့အဆိုပါလူကြီးကလည်းတာထုံးအောင်ကြည့်ပြီးတော့ဝမ်းသာအားရရည်ရင်းနဲ့နေဘယ်နဲ့လဲသတိသားရဲ့အခုတော့အနုယောဂတဲလို့ဖြစ်နေပါလား အဲ့ဒီလိုပြောလိုက်တာကြောင့်စိတ်ထင်းကနေထောင်းကနေဖြစ်သွားပြီးတော့ခွန်းတော့ပြန်မို့ပဇာဟားလိုက်တော့လဲရှားအရင်ကနေပြက်ကြသွားတာမြင်လဲရတာပေါ့မင်းကနူနာယောဂတဲ့ဖြစ်နေတဲ့ပြင် ရှားပါပြက်နေပြီဟဲ့တာထုံးအောင်လဲသူ့ဖြစ်ကိုကြည်ရင်နဲ့တော်တော်ထိတ်လန့်ပြီးတော့ရှေ့မှာရက်နေတဲ့လူကြီးကိုလဲကြောက်လန့်သွားခဲ့တာပေါ့မင်းဒီယောဂကိုမပြောက်ချင်ဘူးလားတာထုံးအောင်လဲခေါင်းကိုငိမ့်ပြလိုက်တယ်လေအေး မင်းရောကဒီကဘာမှာငါတယောက်ပဲကုလို့ရမှာဆိုတော့မနှက်ဖက်ညက်နေတတ်တော်မျိုးစေးဒီကိုထွက်လာခဲ့။အေးမင်းတယောက်ထဲလာမှာနော်။အဖေါ်ခေါ်လာလို့ကတော့အနူသေးဘောင်းနဲ့တသက်လုံးနေရလိမ့်မယ်။အေးဒါကိုအိမ်မက်လို့မင်းထင်နေမှာဆိုလို့ငါရဲ့လုံကြီးစားကိုထားခဲ့ပြီးမယ်။အယူလို့လို့သရောင်းစားလို့လို့လူကြီးကလည်းလက်ညှိုးငေါငေါထိုးပြောရင်းနဲ့လုံကြီးစားကိုဖြေးကရင်ဘေးမှာပြစ်ချလိုက်တဲ့ဆိုရင်ပဲအိမ်မက်ကနေလက်နိုးလာခဲ့တာပေါ့။အာအာငါငါအိမ်မက်မက်နေတာပဲ။ ပါပြင်ပေါ်မှာအနာရည်ဒီကလည်းတစိုးစိုးထွက်နေတဲ့အဖူတွေကြောင့်ဆုပ်သက်သက်သက်ရေကြိုရင်းနဲ့ဘေးကိုကြည့်လိုက်တော့ဟောင်းနှမ်းနေပြီဖြစ်တဲ့လုံကြီးစားတစ်ခုကိုလည်းမြင်လိုက်ရတာပေါ့ငါငါအိမ်မက်မနေရမဟုတ်ဘူးဟိုလူကြီးကတကယ်တကယ်လာသွားတာပဲတတော်အောင်နဲ့လုံကြီးစုပ်ကိုတုံကြီးစွာကရင်နှမ်းနဲ့ဗရင်မောက်ကနေလှမ်းကြည့်လိုက်တော့အထုပ်တထုပ်ကိုထမ်းပြီးတော့လမ်းလျှောက်နေတဲ့လူကြီးတစ်ခုကိုလာရောက်အောင်မှမြင်တွေ့လိုက်ရတာပေါ့အချင်းကြီးဘဘဘလို့ရှိလဲဆရာ ။စိုးရင်စိတ်ကြောင့်တုံညီနေတဲ့အတန်နဲ့ထိမ့်ပြီးမေးလိုက်တဲ့ဒေါ်စိန်မုံရဲ့စကားကြောင့်ဥပဒါလည်းခေါင်းကိုယမ်းလိုက်ရင်နဲ့နေ။အင်းဒီလိုအေးပြားယောဂမျိုးကတပတ်လောက်ဆိုရင်တက်တာကြပြီ။အခုကမတက်တာပဲနဲ့ပို့ပြီးတော့စိုးလာတယ်လို့ပဲ။ဆရာရေတခြားနီးလမ်းမရှိတော့ဘူးလား။အကျွန်တော်ဆေးတော်ပေးထားပါတယ်။နောက်ထပ်၃ရက်လောက်တော့စောင့်ကြည့်ကြပါဦး။ဟုတ်ကဲ့ပါဆရာ။ဦးမီးတန်းကြီးဆရာကိုလိုက်ပို့ပေးလိုက်ပါဦး။ဆရာဝင်ထွက်တော့လဲတာထုံးအောင်လဲငုတ်တို့ထားထိုင်လိုက်ပြီးတော့လဲ ဒီဆရာဝန်တွေကပတ်စံကိုအလကားလာယူနေတာသူတို့ပေးတဲ့စီးတွေကလည်းထိရောက်မှုမရှိတာဗျာဟောအဲ့လိုမပြောရဘူးလေတာလီကမကြခင်တက်တာတော့မှာပါဒါနဲ့အမေတို့ကပွဲရုံမသွားဘူးလားဟောတာလီတယောက်တည်းအဆင်ပြေပါမလားရပါလေတာလည်းအပြင်မထွက်ဖြစ်တော့ဥမော်ကြီးကိုလည်းပေးနာလိုက်ပါဟောအေးအေးအမေသူ့ကိုပြောလိုက်မင်းငယ်နင့်မောင်လေးကိုယူဆိုင်လိုက်အောင်နော်ဟုတ်ကဲ့ပါအနီးတာလီအမေတို့အဲ့ဆိုပွဲရုံခဏသွားလိုက်အောင်မယ်နော် ညနေကျရင်စောစောပြန်လာခဲ့ပြီ။ဒေါ်စိန်မိုးရဲ့စကားကိုလည်းတာထုံးအောင်လည်းခေါင်းကြီးပြလိုက်ပြီးတော့ဘေးတစောင်းအနေထားနဲ့လှဲနေကြတာပေါ့။ခဏနေရောလည်းအိမ်အောက်ကထွက်သွားတဲ့ကားတန်းကြောင့်တာထုံးအောင်အိပ်ရာနဲ့လူလဲထားလိုက်တယ်။မငယ်ကျွန်တော်အပြင်ခဏသွားအောင်မယ်။ဟုတ်တော့နေမကောင်းဖြစ်နေတာကိုဘယ်သွားအောင်မလို့လဲ။ဟာအိမ်ထဲမှာပဲနေရတာစိတ်မွန်းကြက်တယ်ဗျာ။ဟိုနာဒီနာကားလိုက်မောင်းမလို့။ဟိုအမေတို့ဒီအကြောင်းပြန်မပြောနဲ့တော့။ဟိုအရင်အဝေးကြီးလည်းမတော်နေအောင်တော့အဏီတို့ပြန်လာရင်မင်းကိုမတွေ့ရင်မငယ်ပဲအဆုခံထိနေအောင် ဩခဏနေပြန်လာမှာပါဗျာတာထုံးအောင်လည်းနိုင်ရမှာချိတ်ထားတဲ့ကားတော့ကိုဖြုတ်ယူခေါင်းစော့ပါတဲ့အနှွေးတွေကိုဝစ်ပြီးတော့လည်းထွက်လာခဲ့တာပေါ့ဓာတ်တော်မျိုးစေဒီကနေထွက်ပေါ်လာတဲ့ပထန်းရုပ်ဖက်တန်ကလည်းအရက်လေးမျက်နှာကိုပြန့်နှံ့စေခဲ့တယ်လို့ဇေဒီအောက်ခြေမှာရှိတဲ့ညောင်ပင်လေးကလည်းရွဲချောက်တွေတဝဲဝဲနဲ့လွင့်ကျွေနေတာပေါ့တာထုံးအောင်လည်းဇေဒီအောက်ခြေကိုရောက်တော့စီးလာတဲ့ကားကိုညောင်ပင်အောက်ခြေမှာထိုးမျက်နှာကိုလည်းလက်ကင်ပေါ်ကနေအုပ်ပြီးတော့ဇေဒီဘော်ကိုလည်းတက်လာခဲ့ဟဲ့ကောင်လေးမင်းတယောက်တည်းပဲလားကွာ ရုတ်တရက်ကြားလိုက်ရတဲ့အတန်းချောင်းကြီးလိုက်တော့ဇောင်းနှန်းဘေးကခုံမှာလှဲအိတ်နေတဲ့လူတယောက်ကိုမြင်ရတာပေါ့ဟေးလူကြောက်ခုလို့ပြန်ခမျက်လှုပ်ထားရမလားတာတော့ကလည်းအိတ်နေတဲ့လူကိုအဲ့ရှိမှရက်လိုက်ပြီးတော့ဒေါသကြီးမေးလိုက်တာပေါ့အငါလှုပ်တယ်ဆိုတဲ့တက်သေးဘယ်မှလဲပြလေအော်တက်သေးမရှိလို့ပေါ့ဗျာဟိုဒါနဲ့ညာကြောက်ခမျက်အိမ်မက်မတယ်ဗျာဒီလုံရင်စုပ်ကခမျက်ခုဝိထားရနေလေတတ်တတ်သေးပဲအေးလေ မင်းယောဂါကိုငါကုပေးခြင်းလို့အဲ့ဒါစိတ်ချင်းဆက်သွယ်ပြီးတော့ရောက်လာတာအာဒါဖြစ်ရင်လည်းအခုကုပေးပြအုံးမလေးသန်းမှလိုက်လာရိုးတည်တည်ပြန်ပြောစမ်းအာခမရပက်ဆန်ဘယ်လောက်လိုချင်လဲကြုတ်ပေးမယ်ဒီယောဂါကိုတော့ပြောင်းကုပေးပါပက်ဆန်ဟုတ်လားအေးငါဘာပစ္စည်းကိုမှမမတ်မောလို့လေအခုလိုနေနေတာကွတော်ပြီကွာမင်းမသာအနူဘွားနဲ့ပဲနေတော့ငါလည်းသွားတော့ အဆုပ်ကိုဆွဲပြီးတော့ထားတော့ကိုလုံနေတဲ့လူကြီးကြောင့်လေတာထုံးအောင်မနေတာတော့ဘူးလေဟိုကျွန်တော်စကားမသွားလို့တောင်းပန်ပါတယ်ဗျာကျုပ်ရဲ့ယောဂကိုပြောင်းအောင်ကုပေးပါလို့တောင်းဆိုပါတယ်ဒီလုံမပေါ့ကွာကဲမင်းလက်ပြစမ်းအဆိုပါလူကြီးကလည်းတာထုံးအောင်ရဲ့လက်ကိုဆွဲယူပြီးကြီးလိုက်ပြီးတော့မှအင်းဒါတော့ကတော့စေးသုံးခွက်မကုန်ပါဘူးတေချာပေါက်ပျောက်ကိုပျောက်ဒါပေမဲ့မင်းနဲ့ငါနဲ့အပေးယူတော့လောရမယ်ဘလို့အပေးယူလို့ရမှာ မင်းရောကပြောက်ချင်တလားတိတိတက်တက်လို့စားအာမစားနိုင်ပါဘူးဗျာကျုပ်ကအသားဟင်းမပိုင်ထမင်းမစားတဲ့အတော်ပြင်းလဲငါလည်းမကူတာပြီးနိုင်မှုပေါ့ကွာအာခမရအကြက်ကင်တာပဲဗျဟုတ်ပြီဗျာကျုပ်စားမယ်အာမင်းစကားကငါဘလို့ယုံရမှာလဲကောင်းလေးကျုပ်စကားမတည်ရင်လည်းဒီထက်ပိုဆိုးတဲ့ယောဂါဖြစ်စေဗျာအေးမင်းကလေးမင်းတီနော်ယော့ ။ဇမင်မောဒန်နဲ့လူကြီးကလည်းလွယ်ရည်ထဲကနေမကြီးစည်းအရွယ်ခန့်ရှိတဲ့စေတလုံးကိုထုတ်ပေးလိုက်တော့တာထုံးကလည်းချက်ချင်းပဲဝါးစားလိုက်တယ်။အေးအခုဆေးတော့ပြီးပြီဆိုတော့7မိနစ်လောက်ဆိုရင်တိတာလာလိမ့်။7မိနစ်အတွင်းမင်းကိုပြကြရှိတယ်လိုက်ခဲ့။ဒါနဲ့ခမရနာမည်ကဘလို့ခေါ်လဲဗျ။အငါနာမည်လား။နာမည်ဆိုတော့ပြည့်ညတ်ချက်တစ်ခုပါပဲကွာအဲ့ဒီတော့မင်းကြိုက်တယ်လို့ခေါ်ဒါဖြင့်လည်းဥမောင်ယူလို့ခေါ်မယ်ဗျာ လူတဲ့တမျိုးစီယူနေကြတာပဲဆိုတော့မင်းနာမည်ပေးတာမစိုးပါဘူးကွာအဲဒီစီဒီကိုမင်းမကြမကြရောက်ဖြစ်တာလားငငယ်တော့တော့တပတ်တစ်ခါတော့ရောက်ဖြစ်တယ်ဗျနောက်ပိုင်းတော့အရေးကိစ္စရှိမှပဲရောက်တော့တယ်အေးဘာမှဖြစ်ပါဘူးမင်းမိဘတွေကဒီကိုမကြမကြလာတာမြင်လို့မေးကြည့်တာဥဥမယူကျောက်လက်ကအနာတွေကတိတိတသားကြီးချက်သွားသလိုပဲငါရဲ့ဆေးကစွမ်းတာဦးကွာနောက်ထပ်နှလုံးတောက်ပြီးရင်မင်းရောကအရှင်ပြောက်လိမ့် ဥမော်ဒီထုတ်ထဲကဘာတွေရှိလို့အမြင်နဲ့ဟိုတည်သွားတည်လာလုံနေရလဲဗျမင်းတီးလို့ရတဲ့ပစ္စည်းတွေရှိတယ်ကွာလာလာလာငါမင်းကိုပြမယ့်နေရာရောက်ဥမော်ယူရလဲဇေဒီနောက်ဘက်ကုတ်ကားဘေးနောက်ကိုခေါ်သွားပြီးတော့လေတာထုံးအောင်ရဲ့မျက်နှာကိုလည်းသူ့ရဲ့လက်နဲ့ပုတ်ချလိုက်တာပေါ့အဟိလူဘာလုပ်တာလဲဗျမင်းကိုပြတာရှိလို့ကွာဟိုမှကြည့်စမ်းတာထုံးအောင်လည်းဥမော်ယူလည်းညှို့ထိုးပြတဲ့နေရာကိုကြည့်လိုက်တော့တကူလုံးဖြူဖြူစွတ်နေတဲ့မြင်းဖြူတကောင်ကိုမြင်ရလာပေါ့ဟင် မြင်းဖြူတကောင်မလားဘယ်ကနေဇေဒီဘုံရောက်လာတာလဲအေး तू ကဒီဇေဒီမှာမင်းကိုမွေးတဲ့အချိန်ကလေးကရှိနေတာပဲရှင်းရှင်းပြောရရင်မင်းကိုစောင့်နေရပေါ့ကွာအာမဖြစ်နိုင်တာဗျာကျုပ်ကဘာမလို့ तू ကစောင့်နေရလဲမင်းကဘာဆိုတော့နောက်ကြရင်သိလာမှာပေါ့ဟေးတိုင်းလုံးကြော်ရေးမင်းသခင်ကိုမြင်ရပြီဆိုတော့နောက်တစ်ခါထပ်ပြီးတော့မတောင်းညံ့နဲ့ဥမောင်ယူရလဲမြင်းဖြူကြီးကိုလက်ညှိုးထိုးပြောလိုက်တယ်ဆိုရင်ပဲအရန်ကိုလှပတဲ့မြင်းဖြူကြီးကလည်း ပရရက်လိုက်နေတဲ့ကျဲလောင်စွာနဲ့ဟီလိုက်တာပေါ့။တာထုံးအောင်နဲ့မြင်းဖြူကြီးကိုကြည့်နေတဲ့အနေမျက်စိအောက်မှာတင်မှုံသွားပြီးပျောက်ကွယ်သွားခဲ့။ဥမော်ယူခမရလူထူးစန်းတယောက်ပဲ။ဟာဘာလို့လဲတာထုံးအောင်ရဲ့။ခမရကိုစတွေ့ကလေးကကျုပ်တရီထားမိတယ်။မင်းညားလည်းကျုပ်ရဲ့အိမ်မက်ထဲကိုလာပြီးတော့လုံကြီးစခြံထားခဲ့။အခုလည်းကျုပ်ကိုထူးစန်းတာတွေထက်လို့ပြပြန်ပြီ။မှန်လည်းဖြစ်ဗျာခမရပါ။အမှန်တိုင်းပြောရရင်တော့ငါမင်းကိုလာခေါ်တဲ့သူပဲ။ အာပေါကရရီပြောပြန်ပြီဗျာဟေးလူကျုပ်ပြန်တော့မယ်တာထမအောင်လဲစကားစားကိုဖြတ်ပြီးတော့ဇီဒီဘောနဲ့ခတ်တုတ်တုတ်ဆင်းသွားခဲ့တာပေါ့ကားပေါ်ရောက်လို့ဆန်နှိုးပြီးတော့ဇီဒီဘောကိုလှမ်းကြည့်တော့သူ့ကိုလက်ရမ်းပြနေတဲ့ဥမောင်ယူကိုလည်းခက်ပြပြမြင်တွေ့လက်ဟေးကထားစမ်းဂရင်ဘေးကနေထွက်လာတဲ့အတန်းကြောင့်လဲမျက်လုံးဖွင့်ကြည့်လိုက်တော့လဲစားကြည့်စပွဲပေါ်မှာတင်မလင်ထွက်ကလွဲပြီးတော့ထိုင်နေတဲ့ဥမောင်ယူကိုမြင်တွေ့ရတာပေါ့ခခဏဘယ်လိုလုပ်ပြီးတော့အိမ်ထဲရောက်နေရလဲ ငါမင်းရှိတဲ့နေရာတဲကိုလာလို့ရတယ်ကွာဟာမဟုတ်ဘူးငါငါအိမ်မက်မက်နေလားဩအိမ်မက်လို့ထင်ရင်လည်းမင်းအော်ကြည့်လိုက်လေကွာတာထုံးအောင်လည်းအိမ်မက်ဟုတ်မဟုတ်သိစေဖို့လက်နဲ့လက်ကိုလည်းစိတ်ကြည့်လိုက်တာပေါ့အာနားရနားရဟာအမေအမေတာထုံးအောင်ရဲ့အော်တန်ကြောင့်လည်းဘေးခန်းမှာအိမ်နေတဲ့မိဘတွေကလည်းပြေးဝင်လာတာပေါ့တာဘာဖြစ်လို့လဲဟာဒီမှာဒီမှာဟိုလူကြီးရောက်နေတယ်ဗျဩဘယ်လူကြီးလဲတာရေဘယ်သူမှမရှိပါဘူး အတိမလေးဗျာစာကြီးစပွဲမှာထိုင်နေတာအမေတို့မမြင်အောင်လားတာတော်အောင်ရဲ့စကားကြောင့်လဲလင်မယားနှစ်ယောက်ကလည်းချင်းချင်းကြည့်လိုက်ပြီးတော့လေတာခန်းထဲမှာဘသူမှမရှိပါဘူးကွအိမ်မက်မက်ပြီးတော့ကြောင်ကရမ်းနေမြင်နေတာထင်ပါတယ်ကွတာလေးအဲ့လိုအစင်မပြင်းလဲအဖေတို့အခန်းထဲလာအိတ်မလားအာမိတော့ပါဘူးရပါတယ်တခုခုဆိုအမေတို့လှမ်းခေါ်လိုက်နော်မိဘနှစ်ပါးထွက်တော့လေဥမောင်ယူကလေဟဲ့ပပနဲ့ညီမို့ညီမောတာပေါ့ မင်းရောက်ပြီမလားငါ့ကိုမင်းကလွဲပြီးတော့ဘယ်သူမှမမြင်ဘူးကွခမရတုပ်ကိုဘာဖြစ်စေချင်တာလဲမင်းကိုငါ့လိုဖြစ်စေချင်တာအာခမရလိုအယူမျိုးတော့မဖြစ်ချင်ပါဘူးဗျာငါယူနေရလို့မင်းကိုဘသူကပြောတယ်ကွအာယူနေလို့ခုလိုတွေဝေထားတာပေါ့ဗျာကောင်းတဲ့သူကခုလိုနေတာမြင်ဘူးလို့လားတာထောင်းအောင်နဲ့ဥမောင်ယူတို့အခြေတင်စကားပြောနေတာဟုတ်ဘေးခန်းမှနေတဲ့ဒေါ်စိန်မုံတို့ကလည်းအတိုင်းသားကြားနေတာပေါ့မိမကြီး တားလေးကိုတော့စိတ်ရောကကျမ်းမာရေးဆရာဝန်နဲ့လည်းပြရတော့မယ်ထင်တယ်။အိုးကျမတို့ဘယ်လိုလုပ်ကြမလဲ။တကယ်ပဲတားလေးကစိတ်မမှန်တော့တာလား။အေးညာလေဓာတ်တော်မြူစီကြီးကဂောဘကလူကြီးနဲ့တွေ့တော့တားလေးအကြောင်းပြောပြတယ်။ဒီနေ့လဲဇေဒီပေါ်မှာတယောက်တည်းစကားတွေပြောနေတာတဲ့။ဟိုဘယ်လိုလုပ်ကြမလဲဒါဆိုရင်ဟိုတရက်နှစ်ရက်လောက်တော့စောင့်ကြည့်အောင်မလား။အေးငါတော့အချိန်မစွဲစီချင်ဘူးမိမရေ။ဒါဖြစ်ရင်လဲမနက်ဖြန်စိတ်ရောက ကုဆရာဝန်စီကိုခေါ်သွားကြည့်အောင်လေ။အေးအေး မနက်နိုးရနဲ့ငါစီစဉ်ရစီရစီစဉ်လိုက်ဒေါ်စိန်မုံတို့ကလည်းတားဖြစ်သူအကြောင်းပြောရင်းနဲ့နားဆွင့်နေရနေညတစ်ချက်ထိုးအချိန်လောက်မှပဲစကားစမ်းတွေတိတ်သွားခဲ့တာပေါ့အာအမေကျွန်တော်ဘာမှဖြစ်ဘူးဗျအနာလေးလည်းပြန်ကောင်းနေပြီလေဗျာမဟုတ်တော့ဘဟုတရဲ့ဟိုလိုရမရဆက်လိုက်တာပို့ကောင်းပါလေမနက်သာစားနေတဲ့စပွဲပိုင်းလေးတွေကနေထွက်ပေါ်လာတဲ့အတန်ကြောင့်အိမ်မှာရှိတဲ့လုံသမားတွေကလည်းအပြင်ကိုထွက်သွားပြီးတော့ခလန်းလန်းအသာကြည့်နေကြတာပေါ့အမေတို့ကျွန်တော်ယူနေတယ်ထင်ကြနေရမလား ဲ့ဒီလိုဖြစ်အောင်ဟိုလူကြီးလုပ်နေတာသာထုံးအောင်ရဲ့မျက်လုံးကြီးကလည်းအိမ်ရှိကလထိုင်ကိုလက်ညှိုးထုတ်ပြီးပြောတော့ကြောင်းတအိမ်လုံးကလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာပေါ့ဟဲ့ကောင်လေးမင်းပြောလို့ဘယ်သူမှယုံမှမဟုတ်ဘူးကဘာလို့လဲဆိုတော့ငါ့ကိုဘယ်သူမှမမြင်ရလို့အော်ခမရမစားပိတ်တာကြုတ်ခုလို့ဖြစ်နေတာမြင်တော့ပြောနေတယ်မလားခမရသာထုံးအောင်လည်းဒေါသထွက်ပြီးပြောလိုက်တဲ့အချိန်မှာတော့အကိုမကြီးကားထုတ်လိုက်တော့အခုပဲစိတ်ကန်းသွားမှရတော့မယ်အန်တီဟိုမိငယ်ပြောစရာရှိတယ် ။ဘာပြောမလို့လဲမိငယ်။မနက်ကမိငယ်အိယာနိုးတော့တာတာထုံးအောင်အိမ်ရှိမှလေးဘက်ထောက်ပြီးတော့လိုက်သွားနေတာမြင်လဲ။ဟာမငယ်။ကျွန်တော်ကမနက်စောကြီးမနိုးဘူးလေဗျာ။အခုမှအိယာနိုးလာတာ။အခုမှဆင်းလာတာမြင်သားနဲ့။ဥမောင်ယူရတော့တာထုံးအောင်နဲ့အိမ်ရလူတွေခြေတင်ဖြစ်နေတာကိုသဘောကျသွားထိုင်ကြည့်နေတာပေါ့။အဲကောင်လေ။မင်းငါခေါ်တဲ့နောက်ကိုမလိုက်ရင်ဒီထက်ပိုဆိုးတာကြီးလောက်ပြလိုက်ရမလားဥပမာစံအိုးတဲကိုသဲတွေရောထားတာတို့ စီဘုံထဲကိုစားတွေထည့်ထားတာမျိုးလေအော်ခမကျုံခန်းနဲ့လာခဲ့တထုံးအောင်လဲဒေါသကြီးနဲ့အော်ဟစ်ပြီးတော့အပေါ်ကိုတက်သွားတာပေါ့ဟဲ့ကောင်လေငါရောက်ပြီဘာလို့မလို့အပေါ်ကိုခေါ်တာလဲအာကျုပ်ကိုအင်းရလူတွေအမြင်ရှင်းအောင်လုပ်ပေးဗျာဒါဆိုရင်ငါခေါ်တဲ့စီကိုလိုက်ခဲ့မလားကျုပ်ကခမရတော့ကိုဘယ်ချိန်ထိလိုက်ရမှာလဲဗျာအလုံးစုံ၁၀ရက်ပေါ့ကွာ၁၀ရက်ပြည့်မှအိမ်ပြန်ခြင်းနဲ့ဆိုရင်မင်းသဘောတိုင်းပဲ ငါလှုပ်ပေးဒါဆိုဒီဆယ်ရက်ပဲနော်ဒါပေမဲ့ကြောက်ထွက်သွားလို့မိဘတွေစိတ်ဆင်းရဲတာမျိုးတော့မလို့ခြင်းဘူးဩအဲ့ဒီတော့တော့မပူပါနဲ့ကွာသူတို့အတွေ့တွေကိုငါထိန်းချုပ်ပေးပါမယ်ခမရရကြောစကားပြောနော်ဂရိအတိုင်းဆယ်ရက်ပြင်ကြောက်အိမ်ပြန်မယ်အေးကြောက်ဂရိပေးတယ်ကုလောလောဆယ်သူတို့အားလုံးရဲ့အတွေ့ရဲ့မှာမင်းဖြစ်ခဲ့တာတွေမေ့ပြအောင်လှုပ်လိုက်အောင်ပဲကွာဥမောင်ယူရလဲဝမ်းသာအားရပြောပြီးတော့လဲအထုတ်သေးရနေကြီးပြားတဲ့ပြားနဲ့ဖျောင်းနိုင်တဲ့တိုင်ကိုထုတ် ပြီးရောင်နဲ့ဖះเจ้าဆောင်ရှိဟူသွားပြီးတော့ကြီးပြားပေါ်မှာဖျောင်းနိုင်ထောင်းလိုက်တယ်ဆိုရင်ပဲတအိမ်လုံးအကြသမင်ကြားအောင်တိတ်ဆိတ်သွားခဲ့တာပေါ့ဟေးကောင်လေးသွားကြရအောင်အင်းရလူတွေကဘာဖြစ်သွားလဲဗျမင်းရဲ့အငွေအသက်တွေကိုမမမိရင်ငါ့ပညာနဲ့လှုပ်ထားတာလေအေးစိတ်မပူပါနဲ့ငါတို့အပြင်ရောက်တာနဲ့သူတို့သတိပြန်ရလာလိမ့်မယ်ဆေးရပြင်ကျုပ်ကအိမ်ပြန်မှာနော်ငါယောက်ျားပါကွာပြောတဲ့စကားတီးပါတယ် တာထုံးအောင်လည်းဥမောင်ယူစကားကိုလက်ခံပြီးတော့အိမ်အောက်ကိုဆင်းခဲ့တာပေါ့အောက်ရောက်တော့လည်းမလုံးမချက်ငြိမ်သက်နေတဲ့မိဘနှစ်ပါးကိုကြည့်ပြီးတော့လေဆယ်ရက်ပြင်သားပြန်လာခဲ့မယ်အမီအဲ့ဒီလိုခတ်တိုးတိုးပြောလိုက်တာပေါ့ဟာတာထုံးအောင်မင်းနာမည်ကလည်းခေါ်ရတာအဆင်မပြေလိုက်တာကွာအခမရအကျုပ်ကိုနာမည်ပါပြောင်းပေးမလို့လားအေးဘလို့ပြော ပြောင်းရင်ကောင်းမလဲအဟုတ်ပြီအခုအစားပြီးတော့မင်းနာမည်ကိုဗျက်ကလို့ခေါ်မယ်ဆယ်ရက်ပြည့်လို့ပြန်ရင်တာထုံးအောင်ပြန်ဖြစ်ပြီပေါ့ကွာ စရက်ပြင်းကြုံရောဂါတွေအားလုံးပျောက်ပြီးတော့အိမ်ပြန်မယ်ဆိုတာသိကြတယ်နော်သိကိုသိကြတာပေါ့အမောင်ဗျက်ကရဲ့ဥမောင်ယူရလဲတာထောင်းအောင်ရဲ့ဂုတ်ကိုတစ်ချက်ပုတ်လိုက်ပြီးတော့အိမ်ပြန်ခေါ်ဆောင်သွားခဲ့တာပေါ့ဒီစရက်အတွင်းကာလအတွင်းထဲမှာတာထောင်းအောင်ခေါ်ဗျက်ကကိုလဲဥမောင်ယူတစ်ဖြစ်လဲအောင်မြက်တာတော့ဘလို့စီးရုံးမလဲဘာအကြောင်းတရားတွေကြောင့်အခုလိုနီးနေခေါ်ဆောင်ရတယ်လဲဆိုတာတော့အောင်မြက်တာနဲ့စေရက်လောကီခီးဆိုတဲ့ ဇလန်းလေးမှာလည်းဆက်လက်ပြီးတော့နားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ